အားလုံးပဲမင်္ဂလာပါရှင်။ Dr. Beast မြန်မာ YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့ကျွန်မပြောပြပေးမယ့်အကြောင်းအရာကတော့ Yoga Workouts for Better Sleep အိပ်ပျော်စေနိုင်ဖို့လုပ်သင့်တဲ့ Yoga လေ့ကျင့်ခန်းများအကြောင်းပဲဖြစ်ပါတယ်ရှင်။အားလုံးသိကြတဲ့အတိုင်းပဲ Yoga လေ့ကျင့်ခန်းတွေဆိုတာကခန္ဓာကိုယ်အကျော်အချင်းပြေလျော့အောင် စိတ်တည်ငြိမ်အောင်လှုပ်ဆောင်ပေးနိုင်တဲ့လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။ ျမ GVU မှာတော့အိပ်ပျော်စေနိုင်ဖို့လုံးတဲ့နဲ့ယောဂလေ့ကျင့်ခန်းတွေကို ကိုရိုင်းကိုကြတရုပ်ပြပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။အခုလိုမျိုးကျမရေဘူးဒုတာတွေနဲ့လေ့ကျင့်ခန်းတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ Doctor Beast မြန်မာ YouTube Channel လေးကိုလည်း Subscribe လုပ်သွားဖို့မမေ့ပါနဲ့အောင်နော်။ ဒါဆိုရင်ယောဂလေ့ကျင့်ခန်းတွေအကြောင်းကိုကျွန်မအခုပြောပြပေးပါရမယ်။လေ့ကျင့်ခန်းတစ်ခုစီကစက္ကန့်20စီပဲကြာတဲ့အတွက်ကြောင့်မလို့အချိန်နဲ့အများကြီးပေးစရာမလိုဘူးပေါ့နော်။ကဲဒါဆိုရင်ကျမနဲ့အတူတူလိုက်လုပ်ကြည့်ကြရအောင်နော်။ ုတ်ကဲ့ပါ အခုလိုမျိုး ကျမနဲ့အတူတူဒီယောဂလေ့ကျင့်ခန်းလေးတွေကိုလည်းလုပ်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီလေ့ကျင့်ခန်းလေးတွေက အချိန်နဲ့တိတ်မပေးရရပြင်မနေ့တစ်ချိန်ညနေတစ်ချိန်လောက်လုပ်ပေးလိုက်ရုံနဲ့ညဘက်ကိုနှစ်နှစ်ချက်ချိုက်အိပ်ပျော်စီမှာပဲဖြစ်ပါတယ်ကျမတို့ Dr. Beast မြန်မာ YouTube channel ကိုအခုလိုကြည့်ရှုပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။တကယ်လို့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်လည်း ် like လုပ်သွားဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်လည်းအစ်တစ်တော်ဗီဒီယိုတွေကိုအများရန်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်မျှော်ကြည့်ရှုကြပါအောင်လို့ပြောကြရင်းနဲ့ပဲညီကုန်းချုပ်လိုက်ပါရရှင်အားလုံးပဲကျမ်းမာပျော်ရွှင်လှပကြပါစေ